အားလုံးပဲမင်္ဂလာပါရှင်ဗုဒ္ဓဟူသာသမီယာဟုသာသမီများအတွေ့ဒီဆယ်လာပိုင်း၂၃ရက်နေ့ကနေပြီးတော့၁၇လပိုင်း၁ရက်နေ့အထိကြုံတွေ့ရမယ်ကံကြမ္မာကိုဟောပြီးမှာဖြစ်ပါတယ်ဒီကလာမှာမိမိတို့အတွက်လုံငန်းမန်းဆိုင်ရာစိတ်ပင်ပန်းစရာတွေကြုံတွေ့ရမယ်ကာလမျိုးမှာရှိတယ်အဲ့တော့ဒီကလာမှာအတိုက်ခံနေပေါ်တယ် မိမိကတေချာဆုံးဖြတ်ပြီးတော့ဒီစနစ်တကျနဲ့လုတ်ကြိုင်မှသာလင်အဆင်ပြေမဲ့ကာလမှာရှိတယ် အဲ့တော့ဒီကာလဒီမှာပြောမယ်ဆိုလို့ရှိရင်သတိထားရမယ်။သတိနဲ့လောက်ကင်မှသာလေမိမိရဲ့ကံကောင်းမွန်တဲ့ကံရဲ့အထောက်ပံ့ကောင်းလေရရှိမယ်။လုပ်ငန်းမဲ့ဆန်တိုးတက်အောင်မြင်မယ်ပေါ့နော်။အော်အဓိကကတော့ဒီကာလမှာအပြိုင်ဆိုင်တိုက်ခန်နေပေါ်နေတဲ့လှုပ်ရှားရုန်းကန်ရမယ်။စိတ်ပင်ပန်းရလိမ့်မယ်။သူ့ပဲမယ်လို့ဒီကာလမှာတေစာနဲ့ကိုလောက်ကင်မယ်ဆိုလို့ရှိရင်သူများနဲ့မတူဘဲနဲ့ကိုအထွတ်ထိပ်ထိအောင်မြင်တဲ့အချိန်ကားမျိုးမှာရှိတယ်။အော်ဒီကာလမှာရက်နေလို့မရဘူး။တအားကိုလှုပ်ရှားရုန်းကန်ရမယ်ပေါ့နော်။ အဲ့တော့ညံ့တဲ့အချက်တစ်ခုကငွေကြေးပိုင်းဆိုင်ရာအားနေတယ်ညံ့တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိစိတ်ပင်ပန်းစရာအကြုံတွေ့ရတဲ့ဒီကာလမှာ အစအရာမိမိကပေးဆက်ခြင်းနေနေတာများနေတဲ့မိသားစုရဲ့အကိစ္စတွေမှာဒီကာလမှာမိမိကဝင်ရောက်ဖြည့်ရှင်းပေးရတဲ့ အဲ့တော့ဒီကလောက်မှာငွေကြေးပိုင်းဆိုင်ရာအားနည်းတယ်အဖက်ဖက်ကနေကုန်ကြမ်းမှုအားများတယ်ဝင်လာမဲ့ငွေကြေးနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့အားနည်းတယ်ကိုရှီယာပဲဒီပြောမှဆိုလို့ရှိရင်30ချင်းနေများနေတတယ်ပေါ့နော်အဲ့တော့အဓိကကတော့ငွေကြေးကအားနည်းပါတယ်နောက်တစ်ခါကျတော့ဒီကလောက်မှာအခြေစမ်းကောင်းတယ်အခြေနဲ့ပတ်သက်ပြီးတော့ဒီကလောက်မှာအဲအခြေနဲ့ပတ်သက်ပြီးပြန်လဲပောက်ွားတာအခြေနဲ့ပတ်သက်ပြီးအဆင်ပြေတာအခြေတရရှိတာမျိုးဒီလိုကလောက်မှာကြုံတွေ့ရတတ်တယ် နောက်တစ်ခုကတော့အိမ်နောင်ဟိကံဒီကလာမှာအိမ်နောင်ဟိနဲ့ပတ်သက်ပြီးတော့တဲ့ဒီကလာမှာအဆင်မပြေသူများပြန်လည်ညှိနှိုင်းရရှိတတ်တယ်ဝင်းနေသူများပြန်လည်ပြီးတော့ဒီပြန်လည်ဆုံစည်းရတတ်တယ်အဲအဲ့လိုမျိုးပဲဒီကလာတွေမှာပြောမှသလိုရှိရင်ပြန်လည်အဆင်ပြေခြင်းပေါင်းစည်းခြင်းတွေကြုံတွေ့ရတတ်တဲ့ကလာမျိုးမှာရှိတယ်ဒါပေမဲ့အတူတူနေတဲ့ခါကျရင်တော့မတည့်တတ်ကြဘူးမတည့်ဘူးတကြွကြွနဲ့ဖြစ်တတ်တယ်ဒါပေမဲ့မင်းသိရှိရနေအပြောင်းမခံလောက်အောင်လေချက်ချင်းမေတ္တာကိုခံစားတတ်တယ် ဲ့တော့ဒီကောင်မှာအချင်းနဲ့ပတ်သက်နေနေလေးအလုပ်ရှိတယ်။ဒါပေမဲ့ကံအားနဲ့ကြည့်မယ်ဆိုကံကောင်းနေပါတယ်နော်။နောက်တစ်ခုကဒီကောင်မှာကျမရေကျမရေနဲ့ပတ်သက်ပြီးတော့ဒီကောင်မှာကျမရေကင်းရှင်းနေကောင်းနေ။ဒါပေမဲ့တကုတ်ဖြစ်တာပါလဲဆိုလို့ရှိရင်ကိုကိုဘယူးမဆိုင်မှုကြောင့်အဆိုင်နာတာအဆိုင်လေထိုးနေတာမျိုးလေးကြုံတွေ့ရတတ်တယ်။အဲ့တော့အဆိုင်နာလေထိုးလေအောင်ကြုံတွေ့ရတတ်တယ်။ ကြီးမားရဲ့ဝေဒနာတော့မခံစားတတ်ဘူးเนาะဒါမှမဟုတ်အဲ့လိုမျိုးအသေးခွဲလေးဖြစ်တတ်တယ်။နောက်တစ်ခါကျတော့ဘယ်လိုလဲဆိုတော့ဟောတခါတလေရင်မက်ကအောင့်နာမျိုးကြီးတုံတွေ့ရတယ်ဗောနော်ရင်မက်ကအောင့်နဲ့နှလုံးအောင့်နာမျိုးဖြစ်တတ်တယ်။အဲ့တော့ညနေချက်တစ်ခုကမိမိတို့ဒီကာလမှာ အတိုက်ခံပေါ်တယ်ကိုကောင်ကစူးစမ်းကျင်မာရဲ့နဲ့ဒီကာလမှာစိတ်ကူးပဲရှိရလက်တွေ့အကောင်တော့မဖော်ဖြစ်ဘူးအတိုက်ခံများစွာကြုံနေရတဲ့အဲ့တော့အဓိကကတော့မိသားစုရေးတွေမှာမိမိက life plan ဖြည့်ရှင်းပြီးတော့မိမိရဲ့တိုးတက်အောင်မြင်ခြင်းတွေမှာနှောင့်နှေးနေတဲ့အချိန်ကမျိုးလို့ပြောရလိမ့်မယ်ပေါ့နော်အဲ့တော့ခရီးနဲ့ပတ်သက်ပြီးအဝေးသွားဖို့ရွယ်ထားတဲ့သူတွေဆိုဒီကူကာလမှာအနှင်းငယ်အဲစောင့်အောင်မယ်ပေါ့နော်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့သွားတာမျိုးဆိုလို့ဒီလိုကာလမှာဖြစ်တယ် ဒါမှခရီးရထွက်ဖို့အောင်မြင်ချက်နဲ့ပတ်သက်ပြီးတော့အဲအစ်စ်ပြန်လည်စတင်ခြင်းနေမှာနှောင့်နှေးတက်တယ်ကြံ့ကြာတက်တယ်ပေါ့နော်အဲ့တော့ပြောမလို့ကံအပြည့်ကြည့်မယ်ဆိုကံကောင်းခြင်းထဲမှာတော့တိတ်မရှိသေးဘူးပေါ့နော်အရန်လည်းမညံ့ပါဘူးဒါပေမဲ့ငွေကြေးကအားညံ့နေပေါ့ငွေကြေးနဲ့ပတ်သက်ပြီးချိရငါတာမလုံနဲ့အဓိကကိုရှီယာပဲသုံးဆွဲသွားလိမ့်မယ်အဲကိုရှီယာရသမျှညှစ်ထုတ်သွားလိမ့်မယ်အဲတကယ်ကိုလိုအပ်လို့ရှိရင်ဘာမှမရှိတာမျိုးဖြစ်နေတဲ့တဲ့ပေါ့ ဲ့တော့လက်ရှိအခြေအနေတခုကနေပြီးတော့နေမှုထိုင်ရာအစအစအရငွေကြေးပိုင်းဆိုင်ရာအစပုံမကောင်းမွန်တဲ့ကံတရားတွေရရှိအောင်မိမိနဲ့လှုပ်ဆောင်တဲ့နဲ့ရေတရားကြတော့မက်ဆော့ဗျာချင်းရှိမှဘဲဥဘဲဥပြုတ်လူရမ်းနဲ့ကုသိုလ်ပြုလုပ်ပေးပါဒါမှမဟုတ်ဘဲဥချင်ရင်ဟင်းပေါ့နော်ချက်ပြီးတော့ဒီအလုံးလိုက်ချက်ပြီးတော့ လူရဲနဲ့ကုသိုလ်ပြုလုပ်ပေးပါနောက်တစ်ခါကျတော့ငားလေးတွေကိုလွှတ်တာမျိုးငားစာကျွေးတာမျိုးကုသိုလ်တွေပြုလုပ်ပေးပါအဲ့တော့မမြင်ရတဲ့တဲ့ဝါတွေကိုဒီဒီမိမိကုသိုလ်ပြန်လာအများဝေးတာကြီးပေါ့နော်ပြုလုပ်ပေးပေါ့အဲ့တော့မမြင်ရလက်ရှိကြုံတွေ့နေတဲ့အခက်အခဲတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိစေမှာဖြစ်ပါတယ်ချစ်ရတဲ့ဘုရားသခင်များတို့သာသမီများအားလုံးအေးချမ်းသာပြုရှင်ကြပါသည်ရှင်